အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကဆိုရဲ့အကဆို official youtube channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel လေးကနေဒီကနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာအကဆိုကိုယ်တိုင်ရေးသားထားတဲ့သုံးထီဥပဒေနဲ့ငကားကတွင် အတွဲခုနှစ်စာသင်30ပဲဖြစ်ပါရဲ့ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်ကကြောင်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်ပါလေကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာ ခံစားနားဆင်ရင်အားပေးကြပါဦးနော်အကျိုးတို့ရဆက်ပြီးတော့ခီးဆက်ခဲ့ကြတယ်အဓိကအဲ့မောင်မှာပါတယ်ဆိုတော့ချောင်းယုံကြီးတိုင်လိုက်နေကြမလို့တော့ဘူးပေါ့ဗျာအနည်းလေထမင်းစားဖို့အတွက်စကန်းချကြပြီးတော့ချက်ပြုတ်စားရင်းနဲ့သကားသမီးပြောပြကြတယ်ဥမောင်လေးရလေစီတူဘူးတရားဟင်းတွေကိုဇွန်တစ်ချောင်းနဲ့နှိုက်စားနေရင်းနဲ့ဟိုအဲ့ဒီငကားကရင်းဆိုတဲ့လှန်ခွေးအကြောင်းမောင်ရင်ကဘလောင်များတိထားတယ်လေကွအဲ့မောင်ကိုလှမ်းမိတယ်ဗျာ အဲ့မော်လည်းထမင်းကိုပလုတ်ပလောင်းစားနေရနေဥမောင်လင်းကိုတစ်ချက်ကြည့်ပြီးတော့ဟိုဦးလေးကဘလောက်ထိသိကျင်တာလဲဟိုမင်းသိထားသမျှအကုန်သိကျင်တယ်ကွာအဲ့မော်လည်းခေါင်းချိန်ပြီးတော့ဝစိခွက်တစ်ခုနဲ့ထည့်ထားတဲ့ရင်းနှွေးကိုမော့တော်လိုက်တယ်အပသက်ထဲမှာရှင်းသွားတော့မှဟိုအရင်တော့ကတော့ဟော်ဒီတောင်ကြီးရဲ့အတွင်းမှာငကားကြီးတစ်ကောင်နေခဲ့တယ်လို့လူတွေကပြောကြတယ်ဗျဒီခါမှာမြေမောင်ကလည်းမြေမောင်ကြုတ်လိုက်ပြီးတော့လာပြန်ပြီလားငကား နဂါးဆိုရရေထဲကိုနေရတာမဟုတ်ဘူးလားကွအဲ့မောင်ကစကားဖြတ်ပြောတဲ့မျက်မှောင်ကိုဘူးကြည့်ကြည့်လိုက်ပြီးတော့ခမားတို့ပဲကြုံတိထားတာအကုန်သိကျင်တယ်ဆိုဗျဦးမောင်လေးကလည်းမျက်မှောင်ကိုလက်ကပြလိုက်တော့မှအဲ့မောင်ကလည်းဆက်ပြောတယ်ဟိုဒီနဂါးကြီးကကုန်းနဂါးကြီးတယ်ဗျအဲတောင်ကြီးအောင်မြေစီလာထဲမှာနေတဲ့နဂါးလို့ပြောတာပဲဥပဒါလည်းအဲ့မောင်ရဲ့စကားကိုနားထောင်ပြီးတော့အဲ့ဒါကုန်းနဂါးလို့မခေါ်ဘူးအဲ့မောင်ရဲ့မြေနဂါးလို့ခေါ်ကြတယ်ကွာ ေငကားဆိုတော့ရေထဲမှာနေတဲ့သရဝါလို့တတိချသတ်မှတ်လို့တော့မရဘူးငကားတွေကရေထဲမှာနေပြီးတော့ရေထဲမှာကျက်စားတဲ့ငကားတွေရှိသလိုကုန်းခေါင်ခေါင်မှာနေပြီးတော့မြေကြီးတွေတက်ထုတွေချော်ခဲတွေကိုစားသုံးတဲ့မြေတကားလေးရှိတယ်ကွာအဲနောက်ပြီးတော့ကောင်းငင်ပေါ်မှာအတိုက်ဖွဲနေပြီးတော့တိမ်ဆိုင်တိမ်ညွတ်တွေကိုအာဟာရဖြစ်စားသုံးတတ်တဲ့ငကားအလည်းရှိတယ်အဲဒါကြောင့်ဒီတောင်မှာနေတဲ့ငကားကြီးကမြေငကားကြီးဖြစ်နိုင်တယ်ကွာဥပဒေပြောတော့အဲ့မောင်ကလည်းကောင်းငင်တယ်ဟိုဖြစ်နိုင်တယ်အဘကြီးက အဲ့အဲ့ဒီငကားကြီးကဒီတော်ကြီးရဲ့ဟိုးအောင်လေတဲတဲမှာအတိုက်ဖွဲ့ပြီးတော့နေတယ်လို့ပြောကြတယ်။အဲ့ဒီငကားကြီးကကုန်းပေါ်ကိုတက်ချိန်တဲ့အချိန်ကျရင်အဲ့ဒီငကားကရင်လို့ခေါ်တဲ့ဂူကြီးတွေကနေတက်လာတယ်တဲ့ဗျ။အဲကုန်းပေါ်မှာရှော့တိုက်ပြီးတော့သွားတဲ့အခါသူ့ရဲ့ဆွေကြောင်းကြီးကတောင်ကြဆောင်ကြီးဖြစ်သွားကြတယ်ဆိုပဲ။အေးမောင်ရဲနှစ်နှစ်ဆက်ဆက်ရှိတယ်လို့ရွာလူတွေကပြောဘူးတယ်ဆိုတော့မောင်ရဲရောအဲ့ဒီဂူကြီးတွေကိုရောက်ဘူးသလား။အဲ့မောင်ကလည်းခေါင်းညိတ်တယ်။ဟဲ့ဒါဆိုအထဲမှာဘာတွေရှိလဲကွာ။ ဥမောင်လင်းရဲ့မျက်လုံးတွေကလည်းအယောင်လက်သွားသလိုပဲအဲ့မှာလည်းဥမောင်လင်းကိုတစ်ချက်ပြန်ကြည့်ပြီးတော့ဘာမှမရှိဘူးအသေးကြရဲ့လားမောင်ရင်ဟာဥလေးကအထဲမှာဘာတွေရှိမယ်လို့မျှော်လင့်ထားလို့လေအဲအမဟုတ်ပါဘူးမောင်ရင်ဟာဟိုဥလေးတို့ဆိုလိုချင်တာခဲမဖြူတို့အဖျိုက်နဲ့တို့လို့တွင်းထွက်တယ်များရှိသလားလို့ပါအဲမဟုတ်ရင်လည်းကြေးတို့အတန်တို့လို့တွင်းထွက်မျိုးပေါ့ဒါတော့ကြုံလဲမသိဘူးအဲ့ဒီကိုကြီးကအောက်ပိုင်းမှာတော်တော်လေးနဲ့တယ်ဦးလေးရဲ့ အဲကျောက်တခါတော့စူးစမ်းပြီးတော့ဝင်ကြည့်ဘူးတယ်တော်တော်လေးနဲ့နဲ့ကိုရောက်တဲ့အခါမှာအသက်ရှူကျလာတာရင်မီးရှို့တိုင်တော့ထုံးလို့မရအောင်ဖြစ်သွားတာရဲ့အကြောင်းပြန်တက်လာခဲ့တာအဲလူကြီးတွေပြောတာတော့အဲ့ဒီလမ်းအတိုင်းဆက်လိုက်သွားရင်ဟိုးငကားကြီးနေတဲ့အတိုက်ထဲကိုရောက်သွားလိမ့်မယ်တဲ့ဒါပေမဲ့အသက်တော်ရှူလို့မရဘူးဆိုတော့အောက်ရောက်တော့လေသေမှာပဲမဟုတ်လားဗျာလိုင်ကူတွေနဲ့ရင်အောက်ဆီဂျင်နည်းသွားတယ်ကွာအသက်ရှူရခက်တာထုံးတယ်မဲ့ဦး ။တကယ်လို့ဦးလေးတို့လေးလာရှောက်ပေးခြင်းတဲ့အရာတွေကဂူဘော်ပဲပိုင်းမှာရှိတယ်ဆိုရင်တော့ကြောက်ကူညီပေးနိုင်ပါတယ်။အဲဒါမဲ့ဟိုးဂူအတွင်းမှာငကားလေကြောင်းလို့ခေါ်တဲ့လှန်ကောင်းထဲမှာရှိတယ်ဆိုရင်တော့ကြောက်မကူညီနိုင်ဘူးဗျ။ဟိုကြောက်ငကားစားခံထိမှကြောက်တယ်။ဟော့ဒါဆိုဒါဆိုငကားတကယ်ရှိတာပေါ့။အရှိမရှိတော့မသိဘူးဗျ။အဲ့ဒီငကားလေကြောင်းလေးကိုကြာသွားတော့ကျုပ်တို့ရွာသားတွေကငကားစားတယ်လို့ခေါ်ကြတာ။ဟိုဒါဆိုအရင်ကလူတွေပါနေကြာဘူးတယ်ပေါ့မောင်ရဲ့ လူတွေပြောကြတာကတော့ကျုပ်တို့ဘိုးကအဲ့ဒီတဲကိုကြာပြီးတော့တေသွားတယ်လို့ပြောတာပဲဟမ် तू ကဘာဆဲလောက်တာလဲကွဲ့ဒါတော့ဘယ်သီးပါမလဲဦးလေးရဲ့ကျုပ်လည်းမှီမမမီလိုက်တာဦးမောင်လေးကလည်းဆက်မမေးတော့ဘဲနဲ့သူ့ဆောင်ထဲမှာတခုခုရေးမှန်းနေတယ်ကျုပ်ကလည်းစကားလည်းစားနေဟိုနေပါဦးအိုင်မောင်ရဲ့ဟိုခမားနဲ့တကြီးနေကတူဝရီဆိုတော့ဘလို့တော့တာလဲဩအဘိုးကသားခုနှစ်ယောက်ကိုမွေးထားခဲ့တာအဖေကအငယ်ဆုံးပေါ့လေတကြီးကအကြီးဆုံးပေါ့ဗျာ သူတို့ကရှမ်းပြည်ကပြေးလာတော့မိသားစုလက်ကြီးပြေးလာခဲ့တာအကျုပ်ပိုင်ကြီးတို့ကတောင်ပေါ်မှာနေတယ်ဗျကျန်တဲ့ဆွေမျိုးအချို့ကမြိုင်သာမှာပဲအခြေချလိုက်ကြတယ်ဟောဒါကြောင့်ဟိုဗျရှမ်းပြည်ကပြေးလာကြတဲ့အကြောင်းလေးကိုအချိန်ရရင်လည်းသိနေမှာသေးတယ်ဗျကျုံမေးတော့အဲ့မှာလေကျုပ်ကိုစူးစဲကြည့်ပြီးတော့အတော်ချုံပြောရမယ်ဆိုရင်တော့အင်္ဂလိပ်အပြေဂျပန်အဝင်အချိန်ဒီမှာရှမ်းပြည်ဘက်မှာအတော်ရှုပ်ထွေးနေတယ်ဗျအင်္ဂလိပ်စစ်သားအပြင်တရုတ်စစ်သားတွေရောယူရီးယားဘက်ကတပ်ဖွဲ့တွေရောရှိတယ် တနက်ဆိုတော့ယူရီယာဘက်ကနေဖောချင်းစောချင်းဝယ်လို့ရနေတာဆိုတော့လူတွေစုစုပြီးတော့အဖွဲတွေဖွဲကြပြစ်ကြခတ်ကြနေစိုးပဲဗျအဲ့ဒီမှာကျောက်တို့ဘိုးတွေနေတဲ့နေမှာဓမြဘုံမိုးကျိုးကအုတ်ချုပ်ကြီးစိုးနေတဲ့ဗျအပြောရရင်တော့အုတ်ချုပ်သူမရှိတော့ဓမြတနက်ကင်ပြီးတော့အုတ်ချုပ်မေးမှုနေတယ်ပေါ့ဗျာဓမြအုတ်ချုပ်တော့ရဲရွာကလည်းအကောင်းမနေရဘူးပေါ့အုတ်ချုပ်ဘိုးကလည်းရွာကန်တယောက်ဖြစ်တဲ့အပြင်ရဲရွာကလည်းလေးစားတဲ့လူတယောက်ပေါ့ဗျာဓမြဘုံမိုးကျိုးတို့ဓာမို့ပြီးတော့အုတ်ချုပ်နေတော့မကြိုက်ဘူးတဲ့ဗျာ ဒါနဲ့ပဲလူစုပြီးတော့တချိန်ကျရင်ဓမြဖွဲ့ကိုတက်ခိုက်ဖို့ဆွေးနွေးကြ။ဆွေမျိုးတွေအများစုပူးပေါင်းကြတယ်တဲ့ဗျ။အတရက်တော့ဘုံမိုးကျိုးတို့အဖွဲ့ကဓမြတန်ရင်အာနေအခြားဓမြတဖွဲ့ကလည်းရောက်လာပြီးတော့အချင်းချင်းပစ္စည်းတွေလုပြီးတော့ပြစ်ကြခတ်ကြကုန်တဲ့ဗျ။အဘိုးတို့ကလည်းအခွင့်ကောင်းပဲဆိုပြီးတော့ဓမြတွေကိုဝင်တိုက်တာ။ဓမြနှစ်ဘွယ်စလုံးကအထိနာသွားတယ်ဗျ။အဲဘုံမိုးကျိုးအသေးဖမ်းသိရလိုက်မိတယ်။ဒါပေမဲ့ဘုံမိုးကျိုးရဲ့အဖွဲ့တွေကလူမနေဘူးတဲ့ဗျ။လူ900လောက်ကိုရှိတယ် ဝန်မိုးချိုတေရာတီတော့ဘုံမိုးချိုရဲ့သားတွေကအဖေအတွက်လက်စားချိန်ပဲဆိုပြီးတော့ဆင်းလာကြလို့အဖိုးတို့ကလည်းရွာလုံးချိုဆင်းပြေကြတယ်ဘုံမိုးချိုလူတွေကရွာုံမီးနဲ့တိုက်တယ်ဆိုပဲဗျအဖိုးတို့ပြေးတာတော့အနောက်ကနေဇွဲကောင်းကောင်းနဲ့လိုက်လာကြတယ်ဆိုပဲအဖိုးတို့ကလည်းပြင်းပြင်းနဲ့ဒီမြိုင်သာမြို့ထီရောက်လာတယ်လေအမြိုင်သာရောက်တော့မှဓမြတွေကလည်းလက်လျှော့ကုန်ကြတယ်ဩဒါကြောင့်ခမရတို့ကတောင်ပေါ်မှာရွာတယ်လိုက်တာဟုတ်အေးအမျိုးတော်တော်များများကလည်းမြိုင်သာမှာအခြေချကြပါတယ်ဗျာ အဖေနဲ့ဘာကြီးတို့တွေသာမြေပြတ်မှာမနေတတ်ဘူးဆိုပြီးတော့တောင်ပေါ်ကိုတက်နေကြတာအဖေကလည်းကြောက်ကိုပညာတတ်ကြီးတိတ်ဖြစ်စေချင်တာဗျဒါကြောင့်မြိုင်သားမှာကြောက်တက်ခိုင်းတယ်အသူတို့ကတော့တောထဲမှာနေပြီးတော့တောင်ရလှုပ်ကြတယ်ဥပဒါလည်းနားထောင်နေရင်ကနေဟိုမြိုင်သားမှာကြောင်းထားနိုင်တယ်ဆိုတော့မင်းတို့မိဘတွေကချမ်းသာလို့ပေါ့ဟိုငါတမင်ရွေးပြောတာမဟုတ်ဘူးနော်ကြောင်းနေတယ်ဆိုပေမဲ့အဝေစားဘိုးစာအုပ်ဖိုးအထမင်းမုံမုံဘိုးနဲ့လွဲမှာမဟုတ်ဘူးကွာငါအဲ့ဒါကိုပြောချင်တာ မရှိတဲ့တဲ့အချက်ကုတ်ပြီးတော့ထားကြတာပေါ့အဖေကြီးရဲ့အဖေကသူရခဲ့တဲ့အမွေတွေကိုထုတ်ရောက်ပြီးတော့ထားခဲ့ရတာဗျအမွေဟုတ်လားဟိုဘာအမွေများလဲကွယ်ဥမောင်းလေးကလည်းမေးလိုက်တော့အဲ့မောင်လည်းခေါင်းခါပြီးတော့ဟိုအဲ့ဒီတော့အကျုပ်ကလည်းငယ်ရလည်းငယ်သေးတယ်ဆိုတော့တိတ်မမှန်းမိလိုက်ဘူးဗျဟိုဒါနဲ့ခမောက်အဖေနဲ့အမေကိုသူများကတတ်သွားတာဆိုကျုံမေးလိုက်တော့အဲ့မောင်လည်းတောက်ချက်ခောက်ပြီးတော့ထောက်ထွက်သွားတော့တယ်စကားဝိုင်းရလူတွေအကုန်လုံးကလည်းကျုပ်ကိုဝမ်းကြည့် ဟာအလက်ကောင်ရာမင်းကတော့သူများမျက်နှာကြီးမျက်နှာကလေးကိုမကြည့်တတ်ပါလားကွာ။ဩကျုပ်ကလည်းသူ့မိဘတွေအသက်ခံရတာကိုမေးလိုက်တာလေဗျာ။ဘာဖြစ်လို့လဲ။ဟာသူကအဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာခံစားနေရတာကိုကွာ။မင်းလုံပေါ်ကစက်ခါနီးဖြစ်နေတဲ့အနာကိုသွားဆွာလိုက်တာနဲ့အတူတူပဲအလက်ကောင်ရာ။ခလဲလဲကိုရောက်နေတဲ့အဲ့မောင်ကလည်းကျုပ်တို့ကိုလှည့်ကြည့်ပြီးတော့ကဲကဲစားပြီးတောက်ပြီးကြပြီဆိုရင်လေခီးဆက်ကြစို့ဗျာ။ခင်ဗျားတို့ဖြည်းဖြည်းချင်းလိုက်လာခဲ့။ကျုပ်ဟိုးအချိန်နာကနေစောင့်နေမယ်။ အဲ့မော်လေတယောက်ထင်းငိုက်ဆိုင်ငိုက်ဆိုင်နဲ့ထွက်သွားပါရောနေလေပဲခီးဆက်ရတာပင်မဲလိုက်တာဗျာပြောမနေပါနဲ့ယနေ့ဆောင်ကနေလောက်ကြတော့မြေမျက်နှာသွင်းမြေကရုတ်တရက်ပြောင်းလဲသွားတယ်ကျုပ်တို့ရောက်နေတာရိုးမတောင်ကြီးရဲ့ထိပ်ဖျားလောက်နေပါဖြစ်နေပြီဗျပုံမှန်တွေ့နေကြတောင်မဟုတ်တော့ဘဲနဲ့ကြောက်တုံးကြီးနေခင်းထားတဲ့တောင်ကြီးဖြစ်နေတောင်ပေါ်နေလှမ်းကြည့်မြိုင်သားမျိုးကလေးကိုခရီးပဲတွေ့ရတော့တယ်လမ်းမပြပြတော့ဘဲနဲ့သွားလာတာတော်တော်ခက်လာတယ်ဗျကျောက်တုံးကြီးနေပေါ်ကနေဆင်းလိုက်ကျောက်တုံးကြီးနေပေါ်ကိုုတ်ဖက်တက်လိုက်နေတော်တော်ကြမ်းနေတယ် ကျိုးတော့ကလည်းချင်းကြီးကြီးတွေနဲ့ဆိုတော့ပိုဆိုးတာပေါ့ဗျာရေခါတော့ကလည်းရှမ်းရွာမှာထပ်ဖြေလာတယ်ဆိုတော့အပြည့်နီးပါပဲရှိသေးတာမဟုတ်လားအဲ့မော်ရဲ့နောက်ကနေခက်ခက်ခက်လိုက်လာခဲ့ရတယ်အမြဲတမ်းတက်တက်ကြောကြောနဲ့သွားတတ်တဲ့ဥမောင်လင်းတော်မှမောပန်းနေပြီပြို့အကြောင်တော်တခုပေါ်ရောက်တော့ဥမောင်လင်းကထိုင်ချလိုက်တယ်ဟူးလဲလေကျဲလိုက်တာမောင်ရင်ဟာတို့တွေကြောက်တော်ကြီးကိုကုတ်ဖက်တက်နေရသလိုပဲဟောဒါကဖြက်လဲမို့ပါဦးလေးကဒီတောင်ကိုဖြက်မတက်ဖ ೇನೆ ကိုယ့်ဘက်တက်သွားမယ်ဆိုရင်တော့ အချိန်တရဲလောက်တော့ထပ်ပြေးအောင်ပါငကောက်ကလေးကိုရောက်ဖို့အသိမလို့တော့ပါဘူးဦးလေးရာအတင်းထားစမ်းပါသူတို့ကတော့သိမလို့ဦးပြောနေတာဗျအနောက်ကနေချင်းတော်ထမ်းပြီးတော့လိုက်လာခဲ့ရတဲ့ကျောက်တို့ညီကိုနှစ်ယောက်ကတော့ဒေါင်ချဆိုင်နေပြီဗျအကျောက်တော်ကြီးနေဦးတက်ရင်တဲ့တနေရာကိုရောက်တော့ကျောက်ကောင်းထဲမှာမူးလာတယ်လို့လို့ဖြစ်လာတယ်အဲဒီအချိန်မှာကျောက်နဲ့မလဲမကန်းကျောက်တော်ကြီးနေပေါ်မှာမိမတယောက်ကမတ်တက်ရက်ပြီးတော့ကြည်နေတယ်ဗျကျောက်ဖြစ်လန့်သွားတာပဲဗျအဲ့ဒီမိမကလေကြောက်ကမျက်ထောင်ကြီးနဲ့ကြည့်နေရထွက်သွားထွက်သွားဆိုပြီးတော့ခက်ပြက်ပြက်ပြောတယ် ကျုပ်ကလည်းအကိုကြီးကိုလှမ်းခေါ်လိုက်ပြီးတော့ပြန်ကြည့်လိုက်တော့အဲ့ဒီမိန်းမမရှိတော့ဘူးဗျဟေးဘာလဲကွာအလဲကောင်ရဩဟိုဟိုဘာမဟုတ်တော့ပါဘူးကိုကြီးဟာအမင်းကလည်းကွာအလကားနေငါ့ကိုခေါ်မနေစမ်းပါနဲ့ကွာဒီမှာမောနေရတဲ့ကြားထဲကိုမင်းကလေကျုပ်တယောက်တည်းအမြင်နေမှပြီးတော့မြင်နေတာလားလို့စိတ်ထဲမှာဇဝေဇဝါဖြစ်သွားတယ်အဒီလိုနဲ့ဆက်သွားနေရင်လည်းကြောက်တုံးတစ်ခုကနေတစ်ခုကိုခြေလှမ်းလိုက်တဲ့အခါမှာကျုပ်ခြေလှမ်းလိုက်တဲ့ကြောက်လုံးကမျက်စိချိန်မှနေပဲဖြောက်ကနေပြောက်သွားတယ်ဗျာ နေလိုက်တဲ့ကြောင့်တော့မရှိတော့ဘူးဆိုတော့ကျုပ်အရှိန်လုံပြီးတော့အရှိကိုဂျွန်းထိုးကြတော့တယ်။တောင်သောကြီးကလည်းတော်တော်မတ်ထားဗျာ။ကျုပ်ကလည်းချင်းကြီးကိုလက်လွတ်ချလိုက်ပြီးတော့ကြောက်တုံးအစုံတစ်ခုကိုလက်နှစ်ဖက်နဲ့အားကုန်ဆွဲထားလိုက်ရတယ်။ရေကားတွေထည့်ထားတဲ့ချင်းကြီးကတော့တောင်သောကြီးတိုင်တုံးနဲ့ဟုတ်အောင်ကိုကြောက်သွားပါလေရောဗျာ။အဲ့မော်လည်းကျုပ်စီကိုပြေးလာပြီးတော့လက်လှမ်းနေဗျာ။ကျုပ်သာချင်းကြီးကိုလွတ်မချနိုင်လို့ကတော့အခုချိန်ချင်းကြီးကျုပ်ရောကြောက်သေးကိုကြောက်သွားမှအသေးစားပဲဗျာ။ အသာဘေးကတည်တည်လေးလုခဲ့တာကိုတွေးမိသွားလို့ကြုတ်စီထဲမှာကြောက်လန့်ပြီးတော့ဘလို့ဤဖြစ်သွားမှမသိဘူးပြုတ်ကြောက်တုံးမှာထိုင်နေပြီးတော့အသက်ကိုမနှဲရှူနေရတယ်တောင်သားအုပ်ကိုကြည့်ပြီးတော့စိတ်ထဲမှာလည်းတော်တော်လှန့်နေတယ်ဟောအုပ်ကိုမကြည့်နဲ့အလဲကောင်ဥပဒါလည်းကြုတ်ကိုလာပြီးတော့ပွေ့ဖက်ထားတယ်ဟိုဥပဒါတခုခုတော့ထူးနေပြီဗျဟိုကြုတ်တော့လေကြုတ်တော့ဒီနေအောင်မလာသေးခြင်းနဲ့လူတယောက်ရှိနေပြီဗျဟောစိတ်ကိုအေးအေးထားတယ်မှာအလဲကောင်ရာ မြင်းမောင်လည်းကျုပ်စီကိုပြေးလာပြီးတော့ဟောသွားပါပြီကွာရိတ်ခါတွေတော့ကုန်ပါပြီရိတ်ခါတွေမရှိဘဲနဲ့ငါတို့ကဒီမှာဘယ်လိုနေကြမလဲကွာမောင်မောင်တာတို့ကလည်းစိတ်ပြတ်သွားတဲ့ပုံပဲဗျရဲသားမောင်ဦးကတော့ဥမောင်လေးကိုတစ်ချက်ကြည့်ပြီးတော့ဟိုဆရာကြီးကျုပ်တို့ရှမ်းရွာကိုလှည့်ပြန်ပြီးတော့ရိတ်ခါသွားပြန်တယ်မယ်ဆိုရင်ရောဗျဥမောင်လေးကလည်းခေါင်းခါလိုက်တယ်မဖြစ်ဘူးကွာငါတို့ဒီနေရာထိရောက်နေမှတော့ပြန်လှည့်သွားဖို့မဖြစ်နိုင်တော့အေးငါတို့ဆက်သွားမယ် ရိတ်ကမှမရှိတာဆရာကြီးရဲ့ငါတို့ကြောက်ပိတ်ထဲမှာစီစုဘူးတွေကြံသေးတယ်မဟုတ်လားကွအေးအဲ့ဒါတွေကိုမျှစားထားကြပြီးတော့လုဆရာရှိတော်ကိုမြဲမြဲလုပ်မယ်ကွာရှာဆရာရှိတော်ကိုလည်းမြဲမြဲရှာမယ်အပြင်တစ်ခါလဲပြန်ရတာပေါ့ဦးမောင်လေးကခေါင်းဆောင်ဆိုတော့ကျုပ်တို့အားလုံးကလည်းသူစကားကိုနားထောင်လိုက်ကြတယ်ဆက်သွားကြရင်လည်းအချိန်တော့ရောက်တော့ရေဒဂွန်လိုဟာကြီးတစ်ခုစီကိုရောက်လာခဲ့ကြရည်ကွန်ရဲ့အောက်ဘက်မှာတော့ကြောက်ကူကြီးတစ်ခုရှိတယ်ဗျ။ကြောက်ကူကြီးကိုအမှတ်တမဲ့ကြည့်လိုက်ရင်ငကားကြီးတစ်ကောင်ပါးစပ်ဟထားတာနဲ့တော့တူသေးတယ်။ ဒီဟာဘောဗျနဂါကရင်ဆိုတာဥမောင်လင်းနဲ့မြင်းမောင်တို့ကလည်းပျော်သွားကြတယ်။အဒီလိုလို့ကတို့တွေဂူတဲကိုဝင်ကြမယ်။အဲအဲ့မောင်ကငါတို့ကိုလမ်းပြပေါ့ကွာ။အပိုင်နဲ့မင်းတို့ညီကိုနှစ်ယောက်ကဂူပြင်မာနေခဲ့ကြပေါ့။အေးငါတို့အကူညီလို့တော့ခေါ်လိုက်မယ်လေ။ဥမောင်လင်းတို့ကလည်းဓမီကိုစီနဲ့ဂူတဲကိုဝင်သွားကြတယ်။ရဲသားမောင်ဦးကပါလိုက်သွားသေးတယ်။ဂူကြီးရဲ့အရှိကချောင်းဦးထဲမှာရေတွေကနည်းနည်းကျန်နေသေးတယ်ဗျ။ ကျောင်းတဲ့ဥပဒါတို့ကလည်းခြေလက်ဆေးပြီးတော့ထင်းချောင်းတွေကိုကောက်ပြီးတော့မီးမွေးရင်းနဲ့ရင်းသွေးကိုတည်လိုက်တယ်။အကိုကြီးကလည်းဂူထဲကိုလှမ်းကြည့်ပြီးတော့ဟိုဒီလူတွေဂူထဲကိုဘာသွားလို့တည်းမသိဘူးနော်ဥပဒါ။အော်သူတို့ကဒက်သက်ထုလေးလာဖို့လာကြတာမဟုတ်လားကွာ။အော်တကယ်ဆိုရင်ကျောင်းတို့ကိုလည်းခေါ်သားတဲ့နဲ့မဟုတ်ဘူးလားဥပဒါ။ဒါမှသူတို့ဘာတွေလုပ်တယ်ဘာတွေကင်တယ်ဆိုတာကိုလေ့လာရတာပေါ့ဗျာအကိုကြီးကလည်းဗျာမောရတဲ့ဈားတဲ့ဟူသူတို့နဲ့လည်းမတော်ရတော့ပိုတော်တက်တာသေးတယ်ဗျာ ငါလေးလာခြင်းလို့ပြောတာပါအလက်ကောင်ရအဒါနဲ့ဒီလူတွေကိုကြည့်ရတာအစိုးရဝင်နေနေနဲ့မတူဘူးကအကိုကြီးကတော့လှုပ်ပြန်ပြီဗျာအစိုးရဝင်နေနဲ့ဘာဖြစ်လို့မတူရတာလဲဗျအဲ့ဒီကမှအကိုကြီးကလည်းမျက်နှာကိုရှုံးမဲ့လိုက်ပြီးတော့ဒီမောင်မောင်တားဆိုတဲ့ကောင်ကကြွတ်တွင်းကွာအရက်ကိုအတကွန်တောက်နိုင်နေကောင်အစိုးရဝင်နေကအရက်သမားဖြစ်နေပါမလားအကြီးကောင်ရမေးအတွေးခေါင်နေတာပါကွာ အစိုးရဝင်နဲ့အရက်မတော့ဘူးလို့ဥပဒေရှိလို့လားကွာယောက်ျားဆိုတာအရက်နဲ့ကင်းလာမှာမဟုတ်တာအေးအလို့ချိန်တွေမှာမတော့ရင်ပဲပြီးတာပဲပေါ့မဟုတ်ဘူးလားအဲ့ဒီကမှအကိုကြီးကလည်းခေါင်းညိတ်ပြီးတော့ဒါတော့ဟုတ်ရင်ဟုတ်မှာပေါ့ဥပဒါရအေးဒါမဲ့ရဲသားမောင်ဦးဆိုတဲ့ကောင်ရှိသေးတယ်ဗျဒီကောင်ကလည်းအရက်သမားပဲဗျစကားပြောတာကလည်းတော်တော်မယိုင်းတာဆဲတာတော့ကျုပ်တို့လည်းဆဲတဲ့ပါတယ်ဥပဒါရဒါမဲ့ဒီကောင်ပါဇက်ကထွက်သမျှမမယိုင်းပြပြနှင်းနေကြီးပဲဗျ အဒီကောကျုပ်တို့တွေအရှိမတော့အေးလူလူနေတယ်လူလူနဲ့အလူပွဲတော့မမောင်တာနဲ့မမရရင်ကြီးပြောတာဗျဥပဒါကလည်းမုတ်ဆိတ်မွေးတွေကိုပုတ်လိုက်ပြီးတော့ဒါလည်းသူ့ဝတီဖြစ်မှာပေါ့အကြီးကောင်ရရဲတွေမဆဲရဘူးလို့အမိထုတ်ထားတာမှမရှိတာအေးသူပြောနေကြတိုင်းပြောတာဖြစ်မှာပေါ့ကွာယဟန်နာဖြစ်သွားတာတော့မှအစဲတန်တဲ့လူကအစဲသေးတာပဲမဟုတ်လားဥပဒါကတော့ဖြည့်တွေလုံးနေပါပြီဗျာဩနောက်တစ်ခုရှိသေးရဲ့ဗျာ အဲမောင်မောင်တော်မူးပြီးတော့ပြဲနေတော့ကျုပ်စကားနဲ့နဲ့အိတ်ကြည့်လိုက်တာအမြင့်မောင်ကသူ့ကိုတဝင်းခွဲတော်တယ်ဆိုပဲဗျဒါကြတော့မတင်ကားစရာကောင်းမနေဘူးလားဒါများကွာအကိုဝန်းခွဲရအလိုကောင်းတော့သူ့ညီဝန်းခွဲကိုအလိုထဲကိုပြောဆိုပြီးတော့သွင်းပေးလိုက်တာကိုမဖြစ်နိုင်ဘူးလားဒိတ်လေဆိုရင်မနေပါနဲ့အကိုကြီးဟာဒီလူတွေကအစိုးရဝင်တဲ့အဆင့်မို့လို့မြန်သာမျိုးကောင်စီရတော်မှဥမော်လွင်တဲ့အဖွဲ့တွေကဒက်သက်ထုလေးလာဖို့လာကြမယ်ဆိုပြီးတော့အဖြစ်စီကိုစာပို့ထားတာမဟုတ်လားငါတော့သိနေတယ်နော်အဲ့ကော ဒီကောင်တွေတစ်ခုခုတော့တစ်ခုခုပဲကွာအဒီကောင်တွေကိုကြည့်ရတော့လူဆိုးလူမိုက်တွေနဲ့တူးနေတယ်ကွာမင်းကလူဆိုးလူမိုက်တွေနဲ့ပဲပေါင်းတာဟုတ်အကြီးကောင်ရဥပဒါနဲ့ကျုပ်ကလည်းတမ်းမရဲလဲကြတယ်ရဲ့နေတဖြည်းဖြည်းဆောင်းလာပြီးတော့ညမိုးဆုံဆုံချုပ်သွားပါလေရောဂူတဲ့ဝင်သွားတဲ့လူတွေကပြန်အောင်ထွက်မလာသေးဘူးဗျကျိုးတို့တယောက်ကလည်းရင်ရွေးတောက်လိုက်စကားပြောလိုက်နဲ့ဗိုက်တွေကလည်းစာလာပြီဗျအကိုကြီးကလည်းထုတ်ပွေးတွေကိုလှန်လို့ကြည့်လိုက်ပြီးတော့ အဲ့တော့မှခက်တာပဲအလက်ကောင်ရာစီသူဘူးတွေဟိုလူတွေစီကိုပါသွားတာကွာတို့တော့ငတ်ပြီထဲမှာလေကွာဟုတ်ပါကိုကြီးဟာဒီလူတွေကဒီလောက်ကြမယ်မှန်းသိရင်တပူးတလေလောက်ယူထားလိုက်ပါဟိုစောင်းလိုက်ပါဦးကွာသူတို့ပြန်လာကြမှာပေါ့ဥပဒါကတော့အားပေးရှာတယ်ဗျဗိုက်စာသားနဲ့ကျောက်တို့ကလည်းဟိုလူတွေထားခဲ့တဲ့အထုပ်ဘိုးအချို့ကိုဖြည့်ကြည့်ပြီးတော့စားစရာလေးဘာလေးထွက်လာလို့ထွက်လာညာရှာကြည့်တယ်စားစရာနဲ့တူလာဆိုလို့ဘာမှမတူဘူးပြော အကိုကြီးကလည်းဖြင်သားတွေထည့်ထားတဲ့ချင်းကြားကြီးကိုမှောက်ချလိုက်ပြီးတော့ဟိုလန်ထီလန်လှုပ်နေတယ်။ညဘယ်ဆိုတော့လေတွေကလည်းတူးနဲ့တိုက်လာတယ်ပြုတ်။အတောင်ထိတ်ဆိုတော့လေကလည်းကြမ်းလာမမီးနဲ့ဗျာ။နှွေဆိုပေမဲ့လေလေတိုက်ခံရတော့ကြတော့ချမ်းအောင်ချမ်းလာတယ်။အကိုကြီးကလည်းဖြင်သားတွေကိုဖြန့်ပြီးတော့ဟိုလက်ကောင်ကြီးတို့တွေရွက်ဖြစ်နေထောင်ရင်မကောင်းဘူးလားကွာ။အေးလေတကြီးတွေမှအဲ့နေမနဲ့ရောက်တော့လေဖြတ်သွားမလားပဲကွာ။အကိုကြီးရဲ့စကားကိုကျုပ်တို့ကလည်းထောက်ခံလိုက်တယ်။ဥပဒါတော်မှနိုင်ကြတဲ့ကိုလက်နှစ်ပတ်ထည့်လို့ပြော အသူကြီးကတော့ချမ်းနေတယ်လို့ပဲအကိုကြီးကလည်းဖြင်သားတွေကိုဖြေလိုက်ပြီးတော့ဟောဒုက္ခပါပဲကွာဘာဖြစ်လို့လဲအကိုကြီးကဖြင်သားတွေမဟုတ်ပဲနဲ့အိတ်ကြီးတွေဖြစ်နေပါလားလက်ကောင်ကြီးကျုပ်ကလည်းကင်ကြီးလိုက်တော့မှဖြင်သားတွေကအိတ်ကြီးတွေလိုချုပ်ထားတာဖြစ်နေတယ်ကျုပ်ကလည်းမစင်းသားတတ်တော့ဘူးအိတ်တွေကလည်းငါးဘေလောက်ရှိတဲ့အိတ်ကြီးတွေဖြစ်နေတယ်ဟိုဒီအိတ်ကြီးတွေကဘာလို့ဖို့လဲမသိဘူးနော်အကိုကြီးအေးငါထင်တော့ဒါရွေးဖြစ်နေထိုးတဲ့ဤပညာအသိဖြစ်မယ်ကွာ ရေကြီးတွေကိုခြေထောက်ကနေဆုတ်ပြီးတော့အိပ်ရမှာလားမသိဘူး။ဟုတ်ပါမလားအကိုကြီးကမသိဘူးလေကွာငါလည်းဒါမျိုးတစ်ခါမှမမြင်ဘူးတော့တောင်ပေါ်မှာလေဘလောက်တိုက်တယ်လဲဆိုရင်မီးဘိုတောင်မှာမီးတွေလွင့်ပြီးတော့ငိမ့်ကုန်တယ်ဥပဒါလည်းကျုပ်တို့ညီကိုကြည့်ပြီးတော့ဟိုတို့တွေလေခွေရာတစ်ခုရှာနေမှဖြစ်မယ်ကွာလေခွေရာလို့ပြောလိုက်တာနဲ့ကျုပ်တို့တောင်ကလည်းဂူကြီးကိုပြန်တူကြည့်လိုက်မိတယ်ပစ္စည်းတွေအကုန်ယူပြီးတော့ဂူထဲကိုဝင်လာခဲ့လိုက်ကြတယ်ဗျငကားကလေးဆိုတဲ့အတိုင်းပါပဲဗျာ ဂူချမ်းမြေဟာရေတိုက်စားထားလို့လားတော့မသိဘူးဗျချောမွေနေတယ်ဂူချမ်းမြေအနေနဲ့မိုးပေါ်ကိုခြုံတက်လာတဲ့ကြောက်ဆက်မိုးမျော်တွေရယ်ဂူမြင်းတဲ့ချက်ကနေတွဲလောင်းကြနေတဲ့ကြောက်ဆက်ပန်းဆွဲလို့ခေါ်တဲ့အရာတွေကငကားကြီးတကောင်ရဲ့အဆွေတွေနဲ့တောင်တူးနေသေးတယ်ဂူကတော်တော်နဲ့နဲ့ဗျဟိုးထဲကိုတဖြည်းဖြည်းလျှော့ပြီးတော့ဆင့်ချသွားတယ်အထက်ကဟိုလူတွေကလည်းဘယ်ရောက်လို့ဘယ်ပေါက်ကုန်ပြီလဲတော့မသိဘူးဗျအကျိုးတို့တွေကလည်းဂူဘောဝအနားမှာပဲစကန်းချလိုက်ကြတယ်။အပြင်မှာလေတွေတိုက်နေပြီမဲ့ဂူထဲမှာတော့နွေနွေထွေထွေရှိတယ်ဗျ။ ဥပဒါလည်းကြောက်ဖြာတကူပေါ်မှာထိုင်ပြီးတော့ကဲမင်းတို့အဲ့ချိန်အဲ့တော့လေးအလဲကောင်တို့ငါမင်းတို့စောင့်မိမယ်ညကြရင်တော့မင်းတို့တလှထဆောင်ကြပေါ့ဘယ်ချိန်မှတော့မသိပေမဲ့ည9:00နာရီ8:00နာရီလောက်တော့ရှိမယ်ထင်ရတာပဲကျုပ်တို့ညီကိုတွေကလည်းရေမရှိတဲ့နေရာမှာခုနကဖြင်သားအိတ်တွေကိုခင်းပြီးတော့ကွေးလိုက်ကြတယ်ဗျဘာမှမစားသေးဘူးဆိုတော့ဘိုက်ကလည်းစားလိုက်တာဗျအိတ်ပြော်သွားပြီးသိမ့်မကြဘူးဗျအိမ်မက်ထဲမှာကျုပ်ကအိမ်ဝင်ပြောင်းနေတယ်ဆိုပဲဗျာ အမေကလည်းကြောက်တယ်ထမင်းဝိုင်းပြင်ပေးတယ်။ဟင်းနေကလည်းရှယ်ရီကြီးပဲပြို့ကြုတ်ကြဟင်းနေကြီးပဲ။ကျုပ်ကလည်းထမင်းဝိုင်းမှာထိုင်ပြီးတော့စားမယ်လို့ပြင်လိုက်တော့ထမင်းဝိုင်းကိုလူတယောက်ကခြေထောက်နဲ့ကန်လိုက်တာ။ထမင်းသပွားကြီးလည်းဖောက်ကုန်ကြီးလဲပြီးတော့ထမင်းမကန်တွေကဟင်းခွဲတွေအကုန်လုံးကလည်းပြန်ကျဲကုန်တယ်။ကျုပ်ပြင်စိတ်တို့လိုက်တာပြောမနေပါနဲ့ဗျာ။ဒါနဲ့ဘလူကန်လိုက်တာလဲဆိုပြီးကြည့်လိုက်တော့မိမတယောက်ဖြစ်နေတယ်ဗျ။အဒီမိမကိုကျုပ်တွေ့ဘူးတဲ့။ညနေကကြောက်တုံးမောင်နဲ့ရက်ကြည့်နေတဲ့မိမပဲ။ဒီမိမကလည်းကျုပ်ကိုမျက်တော်နေကြီးနဲ့ကြည့်ပြီးတော့လက်ညှိုးထိုးတယ် ြန်ကြနေတော့အခုပြန်ကြမပြန်ရင်နေတော့တတ်ပြင်မယ်သူတန်ကြီးကလည်းအကွက်ကွက်ကြီးနဲ့ကြောက်စရာကောင်းလိုက်တာဗျာသူကလည်းကြုံတော့ဝုန်းကလေးပြက်ကလာပြီးတော့မပြောမစုံနဲ့ကြုတ်လေပင်ကိုညှက်ထဲတယ်ကျုပ်ကလည်းအသက်ရှူကြပြီးတော့အခန်းအခက်လိုက်တာပြောမနေပါနဲ့တော့အကျုပ်ကလည်းသူ့လက်ကအောက်ကုံရုံးထဲလိုက်တော့အဲ့နေရာကနေလက်နိုးသွားတယ်ကျုပ်တကလုံးလည်းချွေးတွေကိုရွှဲလို့ပြောရေတောက်မယ်ဆိုပြီးတော့ငုတ်တို့ထထိုင်လိုက်တော့ဘေးနားမှာအိတ်နေတဲ့အကိုကြီးကလည်းအတန်ပြဲကြီးနဲ့ထောက်အောင်ပြီးတော့နိုးလာ ယောက်ျားမှာထိုင်ခိုင်းနေတဲ့ဥပဒါလည်းဟာကနေလန့်လို့ပြီးတော့អော်တယ်။အကိုကြီးဘာဖြစ်တာလဲဗျ။ငါငါအိမ်မက်မက်တယ်ကွာ။ဟိုအိမ်မက်ထဲမှာမိမကြီးတောင်နေတွေ့တယ်။ဟိုအဲ့ဒီမိမအင်ဂျင်အနေနဲ့ထမီးအနီရင်းဝဲထားတာမဟုတ်လား။ဟိုအကိုကြီးကဒီအထွက်သွားရင်ထွက်သွားမသွားရင်တက်မယ်လို့ချင်းကြောက်တယ်မဟုတ်လား။ကျိုးပြောလိုက်တော့အကိုကြီးကလည်းအထူးသန်းဖြစ်သွားတဲ့ပုံစံနဲ့ခေါင်းငိမ့်ပြတယ်။ဟိုမင်းမင်းရောအဲ့လိုအိမ်မက်မက်ထားလားအလက်ကော။ ဒါဆိုကျုပ်တို့ညီကိုညီလိုအိမ်မဲတကူတဲ့ကိုအတူတူမဲခဲ့ကြတာပေါ့မင်းတို့တင်ဘဲကမလဲကွာဥပဒါလည်းပြောရင်းနဲ့ထလာတယ်အင်းငါလည်းမင်းတို့ဆောင်ရင်းနဲ့မိကနဲ့အိပ်ပြောသွားတော့မှမင်းတို့တွေးခဲ့တဲ့မိမနဲ့တွေးခဲ့တာဟောဒါဆိုကျုပ်တို့တို့ရောင်းစလုံးကအတူတူမဲကြတာပေါ့နော်ထူးဆန်းလိုက်တာဥပဒါရာအဒီကူထဲမှာအဆောင်နေပါလိရှိနေတာဖြစ်မယ်ကွာအဒီအဆောင်နေကငါတို့ကိုမလာသေးခြင်းလို့သတိပေးတာများလားမသိဘူးဟိုဥပဒါကိုပြောရင်ယုံမှာမဟုတ်ဘူးဗျဥပဒါ ဟိုညနေကကျုပ်တောင်သောပေါ်နေချော်မကြခင်လေဒီမိမပေါ်လာသေးတယ်ဗျအဲကျောက်တုံးတစ်ခုပေါ်နေကျုပ်ကိုကြည့်ပြီးတော့ထွက်သွားလို့អော်ပြောတာဗျសោះសោះပြောបော်អ្លက်កောင်យ៉ាអកូយីក៏លេចုပ်ကိုអៀបတင်တယ်អော်ပြောមិនលុបេលីអកូយីហាပြောយីអកូយីក៏យំមកមុតលុឡាអកូកូទេចုံមកយំមីមុតឡាဗျអេង៉ាង៉ាភិសសាត់ដងមិនយេរោអ្លက်កောင်យីအကိုကြီးကလည်းကူတဲကိုတစ်ချက်ကြည့်ပြီးတော့ဟိုလူတွေကလည်းတော်တော်ကြာနေပါလောက်ကွာဒိုးလိုက်သွားရင်ကောင်းမလား အော်ကျုပ်တို့မှာဒမ်မီမှမရှိတာပဲဗျဘလို့လို့လဲကျုပ်တို့တော့ဒမ်မီနေကြတော့မှပဲဂူထဲကနေတနက်တန်တစ်ချက်ထွက်လာတယ်တနက်တန်ကလည်းဂူထဲမှာဆိုတော့တော်တော်ကြေတာပဲဗျကျုပ်တို့ကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ဂူထဲကိုပြည့်ဝင်လာခဲ့ကြတယ်တနက်တန်ကသုံးလေးချက်ဇက်တိုက်ကြားနေရတယ်ဗျအတခုခုဖြစ်နေတာတော့အသေးကြပဲဗျဟိုးအချိန်တော့မှမီးအောင်တက်တဲ့ကိုမြင်ရတယ်ဂူထဲကိုဆင်းရတာဆိုပေမဲ့ကျမ်းမြင်နေကပြောင်းချောနေတော့သတိထားပြီးတော့ဆင်းရတယ် ဥမောင်လင်းတို့အနားကိုရောက်တော့ဥမောင်လင်းတို့၄ယောက်ကကြောက်တုံးနေနားမှာထိုင်နေကြတယ်။ရဲသားမောင်ကိုင်ထားတဲ့တနက်ပြောင်းကမိခိုးတွေထွက်နေတယ်ဗျ။ဥပဒါဥမောင်လင်းအနားကိုကတ်သွားပြီးတော့ဟိုဥမောင်လင်းဘာဖြစ်ကြတာလဲဗျ။ဥမောင်လင်းကလည်းမျက်လုံးအပြူးသားနဲ့ဥပဒါကိုလှည့်ကြည့်တယ်။ဟိုအိုက်မောင်ရောအိုက်မောင်အိုက်မောင်ဘာဖြစ်သွားလဲဗျ။အိုက်မောင် तू तू ကြာသွားပြီ။ဘာဘာကြာသွားတာလဲဗျ။ဟို နဂါနဂါလေကြောင်းလေးကိုပြုတ်ကြသွားပြီဗျဒီချိန်မှာမြင်းမောင်လည်းမျက်နှာကိုရှုံ့မဲ့လိုက်ပြီးတော့ဟောဗျာဒီချိန်နေရောက်မှတော့မထူးတော့ပါဘူးမြင်းမောင်ကကြောပွေတရားနေလက်ကိုဆွဲထုတ်လိုက်တော့သူ့လက်ထဲမှာခြောက်လုံးမျိုးတနက်တက်လက်ကပါလာတယ်ဗျအဲ့ဒီတနက်နဲ့ကျုပ်တို့ကိုထိုးချိန်လိုက်တယ်ဥပဒါလည်းမြင်းမောင်ကိုကြည့်နေတော့မှဥမောင်လည်းကလည်းပစ္စတိုတနက်တက်လက်ကိုထုတ်ပြီးတော့ဥပဒါကိုထိုးချိန်လိုက်ပြန်တယ်ရဲသားမောင်ကလည်းအကိုကြီးကိုရိုင်းဖက်တနက်နဲ့ချိန်ထားတယ်ဗျ ကျိုးတို့သုံးယောက်ကလည်းကြောင်းနယ်အနားကိုကပ်ပြီးတော့လမ်းမြောက်ထားလိုက်ကြတယ်။အကိုကြီးကသွေးသွေးတန်းဖြစ်နေပြီ။ခမားတို့ခမားတို့ဘာလို့ကြတာလဲဗျာ။ဦးမောင်လေးကရွေးချယ်နေတဲ့ကလူစိုးတွေရဲတဲ့အတန်မျိုးနဲ့တဟင်းဟင်းနဲ့ရဲတယ်ဗျ။ဟာ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 ။မင်းတို့တနက်နဲ့ချိန်ထားတာတော့မသိကြသေးဘူးလားကွာ။ဥပဒါလည်းအထူးဆန်းနဲ့ဟိုဒါဆိုခမားတို့တွေခမားတို့တွေကအစိုးရဝန်ထမ်းတွေမဟုတ်ဘူးပေါ့။ ။ဩခမောအခုဒီယုံကြည်နေတော့ကိုဘာကြီးရဲ့။ကျုပ်တို့ကအစိုးရဝန်ထမ်းနေမဟုတ်ပါဘူးဗျ။ဟိုဒါဖြင့်မြိုင်သာကောင်စီကဥမောင်လင်တို့လာမယ်ဆိုတဲ့ဆာရောက်လာတာဟောဗျ။ဟိုဥမောင်လင်တို့လာမယ်ဆိုတာတော့တကယ်ပဲဗျ။ဟိုငါတို့ကဥမောင်လင်မဟုတ်ဘူး။သူတို့ဖွဲ့အောင်ဆောင်ပြီးတော့သူတို့တည်းဆောင်အောင်လာခဲ့တာပဲ။ဟိုဒါဆိုခမောဥမောင်လင်မဟုတ်ဘူးဆိုတော့ဘယ်သူများလဲဗျ။ငါနာမည်ကဘိုးရှက်စီကွာ။အော်ခမရနာမည်ကလည်းဓမြနာမည်လို့လို့ပါပဲလား။ဟုတ်တယ်ကွာ ငါဒီကိုလာတာတတ်ထုတွေရှာဖို့လာခဲ့တာမဟုတ်ဘူးယေရနာတွေရှာဖို့လာခဲ့တာကွာဒီတော့ဒီတော့နဲ့မှာဘယ်ရယေရနာတွေကရှိနေမှာလဲဗျဘိုးချက်သီးကလည်းကြောက်တုံးတုံးပေါ်မှာထိုင်လိုက်ပြီးတော့အဲ့မောင်ပြောဝိတဲ့ပုံမြင်လေးကိုပြန်ဆက်ရမယ်ဆိုရင်တော့ဘိုးမိုးကျိုးဆိုတာငါရဲ့အဖေပဲကွာကျို့တို့အားလုံးကလည်းအံ့ဩသွားကြတယ်အေးငါအဖေသေးတော့ငါငငယ်ငယ်ပဲရှိသေးတယ်ကွာငါအဖေဘိုးမိုးကျိုးကရွာတွေအားဖျားထိတဲ့မွဲတခုဓမြသွားတိုက်တာပေါ့ကွာ အဲ့ဒီဖေဟာဟိုးပကံခဲ့ကလေးကတဲထားခဲ့တဲ့ဖေဟာပဲကွဒေဒီအောင်ပြောကြတော့အထဲမှာရွှေတွေငွေတွေရဲနာတွေအများကြီးထွက်လာတယ်တဲ့အဲ့ဒီဖေဟာဒေဒီကိုအစ်စ်ပြန်ဆောက်ပြီးတော့ဖေဟာထာမနာဖို့အတွက်လူတွေကလည်းဝိုင်းလှူကြတယ်ဒီလူချမ်းတွေကလည်းအလှူဒန်းရရောကြတော့ဖျားထားပါမယ့်ပစ္စည်းတွေကအဟောင်းတွေရောအစ်စ်တွေရောစုပေါင်းလိုက်တဲ့အခါမှာတော်တော်များနေတယ်ပေါ့ကွာအဖေကဒီတဲ့ရင်ကိုကြားတာနဲ့စကန်ရဓမြတွေကိုခေါ်သွားပြီးတော့အဲ့ဒီထားပနာတွေကိုဓမြသွားတိုက်တယ်ခမရတို့တော်တော်ယုံပါတယ်လူတွေပဲဗျာ ဖျားထာမနာအောင်မမောရလားဗျဖျားထာပနာရေရနာတွေကိုကွာဒါနဲ့ပဲငါဖေတို့ကဓမြတိုက်ပြီးတော့ရေနာတွေကိုယူပြီးတော့ပြန်လာမှာတခုတ်လည်းကတဝက်လူဖို့ချောင်းနေတဲ့မြေခွေးတို့အဖွဲကဝင်တိုက်တယ်ကွာနှစ်ဖွဲတိုက်ပွဲဖြစ်ပြီးတော့အထိနာနေတော့မှာဥဝိဆန်ခေါင်းဆောင်တဲ့ရဲဝါကောင်ကြီးအဖွဲတွေကဝင်တိုက်လို့ငါဖေကသေသွားတယ်ရေရနာတွေကိုလည်းအိုက်ဆန်တို့ကတိမ့်ယူသွားကြတယ်ကွာအေဒီဒရင်းကိုကြားကြချင်းငါတို့ညီကိုတွေကလည်းအိုက်ဆန်တို့ရွာကိုလိုက်လာခဲ့တယ်အိုက်ဆန်တို့ကလဲတယ်ကွာ ေငါတို့ရောက်တဲ့အချိန်မှာအိုက်ဆန်တို့ဆွေမျိုးတွေနဲ့ရွာသားတွေကမရှိကြတော့ဒါနဲ့ပြန်ငါတို့ကလည်းကြံတဲ့ရွာသားတွေကိုတတ်ရွာုံမီးရှို့ပြီးတော့အိုက်ဆန်တို့ရဲ့အနောက်ကိုလိုက်လာခဲ့ကြတယ်။ဩလက်စတဲ့တော့ရှမ်းနေအနောက်ကိုလိုက်လာတဲ့ဓမြတွေဆိုတာခမရတို့ပဲဗျ။ဟုတ်တယ်ကွငါတို့ကအိုက်ဆန်ရဲ့အနောက်ကိုထက်ချက်မကွာလိုက်လာတာကိုအိုက်ဆန်ကသိတယ်။အဒီလိုနဲ့ပြင်းနေနောက်ဆုံးအိုက်ဆန်တို့မြိုင်သားကိုရောက်လာကြတယ်။ငါတို့လူတွေကလည်းလမ်းတစ်လျှောက်မှာအဖမ်းခံရတဲ့သူနဲ့ စိတ်ညစ်ပြီးတော့အဖွဲရနေထွက်ပြေးသွားတဲ့လူနဲ့မို့လို့နောက်ဆုံးဒုံညီကို9ယောက်ပဲကြံတော့တယ်အကိုလေးယောက်ကအိဆန်တို့တက်သွားတဲ့တောင်ပေါ်ကိုလိုက်သွားတယ်ကွာအင်းငါကတော့ငယ်သေးတယ်ဆိုပြီးတော့မြိုင်သားမှာအဆောင်ထားခဲ့တယ်အဲ့ဒီအကိုလေးယောက်ကဘရော့မှာပြန်ရောက်မလာခဲ့ကြဘူးဒါဆိုခမရအခုအကိုတွေအတွက်လက်စားချေဖို့ရောက်လာတာပေါ့မဟုတ်ဘူးကွာငါမြိုင်သားမှာနေပြီးတော့စုံသန်းနေတုန်းမှာတောင်ပေါ်မှာနေတဲ့ရှမ်းတယောက်ကရွှေရင်းငါးပြားတွေကိုလာရောက်တဲ့တဲ့ရင်ကိုကြားလိုက်ရမင်းတို့စဉ်းစားကြည့်တယ် ောင်ပေါ်မှာနေပြီးတော့တောင်အောင်လုံးနေတဲ့လူတယောက်ကရွှေပြားတွေကိုဘယ်ကနေရလာမလဲဥပဒါလည်းတစ်ချက်တွေးလိုက်ပြီးတော့မဟုတ်မှလဲရောဘုံမိုးကျိုးတက်ယူခဲ့တဲ့ဘုရားထာမဏပစ္စည်းတွေကကျန်နေခဲ့တာများလားဗျခမောပြောတာမှန်တယ်ပါကြီးကျုပ်သတင်းစုံစမ်းပြီးတော့တောင်ပေါ်ကိုတက်လာခဲ့တော့တောင်ရတစ်ခုမှာရွှေပြားလာရောင်းတဲ့ရှမ်းတယောက်ကိုတွေ့သူတို့လင်မယောင်းနှိမ့်ဆက်ပြီးတော့မေးမြန်းလိုက်တဲ့အချိန်မှာကျုပ်သိလိုက်ရတာဘုရားထာမဏတွေကိုအိုက်ဆန်ကဘယ်သူမှမသိအောင်လို့ရေကွင်းကြီးနောက်ကဂူတလုံးထဲမှာမြှုပ်ထားခဲ့တယ်တဲ့ဗျ ေပြားလာရောက်တဲ့လူကလည်းအိုက်ဆန်ရဲ့သားတယောက်ပဲ။သူကဂူကြီးတဲ့ကိုစူးစမ်းလေးလာရင်းနဲ့အမတ်မတင်ပဲရင်နာတွေကိုတွေ့သွားတယ်။ရင်နာတွေကများလုံးလုံးမတင်နိုင်တာနဲ့ရွှေပြားတွေကိုပဲလက်တနိုင်တင်လာခဲ့တာဗျ။အဲ့ဒီရွှေပြားတွေကိုရောင်းပြီးတော့သူသားကိုမြိုင်းသားမှာကြောင်းထားခဲ့တာပဲ။ကြုံမျက်လုံးပြူးသွားမိတယ်။ဟိုခမပြောတဲ့တောင်ရတဲကလင်မယားဆိုတော့အိုက်မောင်ရဲ့အဖေနဲ့အမေပေါ့။အဲဒါဆိုရင်အိုက်မောင်ရဲ့အဖေနဲ့အမေကိုတတ်ခဲ့တာခမပေါ့။အေးငါအစတော့ကတော့တတ်ဖို့မရည်ရွယ်ပါဘူးကွာ။ မင်းမြင်ရင်နဲ့ဒီကောင်ကခေါင်းမနေတာနဲ့လက်လွန်သွားတာခမျောဗျာခမျောခမျောလုံးရဲလိုက်တာဗျာအခုတော့ကြောက်ကိုလက်စားချိန်မယ်ဆိုတဲ့သူ့ရဲ့တောင်းဟုတ်ပါတတ်ပလိုက်ပြီးကွာဘူရှက်စီကလည်းသူ့လူတွေကိုကြည့်ပြီးတော့ဒါဟာဟာနဲ့အော်ရဲလိုက်ကြတယ်ဟိုခမျောဒီရနာတွေရှိတယ်ဆိုတဲ့အကြောင်းကိုသိနေတာကြာနေပြီပဲဗျဘာဖြစ်လို့အခုမှလာတာဟိုလင်မျောကိုတတ်ပြီးတော့ငါဒီနေမေကိုခြေချလို့ဘယ်ရမလဲကွာ ရှမ်းနေရလူသက်သမားကိုပိုက်စိတ်တဲ့ရှာနေကြတာကိုရင်နာရှာဖို့ကလေပြင်ဆင်ဖို့နည်းနည်းလိုသေးတယ်ကွာ။အေးရင်နာရှာရဲဆိုတာလူယုံရဖို့အရေးကြီးတယ်လေ။အဲမြင့်မောင်နဲ့မောင်မောင်တာကငါ့ရဲ့မွေးသားသားတွေလို့ပြောလို့ရတယ်။မောင်ဦးကငါ့ရဲ့လူယုံလည်းယုံပေါ့။အေးငါတို့ခီးသွားတဲ့အခါမှာမြိုင်သာနေရလူတွေကိုခေါ်ရင်ငါတို့လုံးမဲ့အကြောင်းတွေကိုရိပ်မိသွားနိုင်တယ်လေ။အေးဒါကြောင့်မြိုင်သာနေနဲ့နည်းနည်းလှမ်းပြီးတော့ရိုးမကြီးနဲ့မနီမွေးဖြစ်တဲ့ရွာကိုရှာနေတော့မှမြင့်မောင်ကသတင်းတစ်ခုရလာ။ ဘာရယာအစိုးရဝန်ထမ်းတွေကမင်းတို့ရွာဘက်ကိုကွင်းစင်းမယ်ဆိုတဲ့သတင်းပဲဒီသတင်းကိုအကောင့်ထဲပေါ်ပြီးတော့သူတို့မလာခင်မှာမင်းတို့စီကိုရောက်အောင်လာခဲ့ရတာပဲမင်းတို့ကလည်းငါတို့အစိုးရဝန်ထမ်းတွေလို့ပဲထင်နေတယ်မဟုတ်လားကွာမြင့်မောင်ကလည်းအပြောနေကြပါလေဆရာကြီးဟာဒီကောင်တွေတခါတည်းသာတတ်လိုက်ကြအောင်စံနာမစိုးပါနဲ့ဦးမြင့်မောင်ငါတို့သူတို့ကိုတက်ဆရာမလိုပါဘူးကွာအေးငါတို့ရေနာတွေကိုရှာဖို့လိုသေးတယ်လေ ရင်နာတွေတွေးတဲ့အခါမှာအကြီးတွေတဲကိုထည့်ပြီးတော့အပေါ်ကိုတင်ဖို့လိုသေးတယ်မဟုတ်လားငါတို့ကြည်လို့ရင်ပြင်းမနာပေါ့ကွာသူတို့လိုလေးပါလိနည်းနည်းပါးပါခိုင်းရမှာပေါ့ကွာဒီမကုတ်လူတို့ကျုပ်ကဓမြအောင်ဆိုပေမဲ့ကျုပ်လက်ကိုသွေးမစိုးခြင်းပါအေးဒါကြောင့်ခမရတို့တခုကမ်းလမ်းမယ်ဗျခမရတို့ကျုပ်တို့ခိုင်းတဲ့အတိုင်းလုံးမယ်ဆိုရင်ခမရတို့မတက်တဲ့ပြင်ရင်နာတွေရတဲ့အခါခမရတို့အတွက်ဝေစုခွဲပေးမယ်ဘလို့လဲခမရခမရတကယ်ပြောနေတာ ရဲနာဆိုတဲ့အတန်ကိုကြားလိုက်တာနဲ့ငွေလိုနေတဲ့အကိုကြီးတယောက်ကပျော်သွားပုံရတကယ်ပြောတော့ဘောကမင်းတို့ကိုတတ်လို့ငါတို့လည်းအကျိုးမရှိပါဘူးကရဲနာတွေကလည်းတို့တွေတသက်စားမကုန်ရှိနေတာပဲမဟုတ်လားအမင်းတို့လည်းကုညီလက်စားနဲ့ငါတို့ကိုကုညီငါတို့ကလည်းမင်းတို့ကိုပြန်ပြီးတော့ကုညီမယ်နှစ်ဦးနှစ်ပတ်အကျိုးမေးအောင်လှုပ်ကြမယ်လေကွာမကောင်းဘူးလားကွာအကိုကြီးကလည်းခေါင်းငိတ်လိုက်တယ်ကျုပ်ကတော့ဥပဒါကိုတစ်ချက်ကြည့်လိုက်တယ်ဗျဥပဒါတရားလုံးရှိနေတယ်ဆိုတော့ကျုပ်ကြောက်တော့မကြောက်မိပါဘူးဗျာ ဥပဒါယုတ်ကလည်းအကျန်သမားယုတ်လို့ယုတ်ကြီးနေဟူဗျ။ကဲမင်းတို့ဒီအခုငကားလေကြောင်းလေးကိုဆင်းရမယ်ကွာ။အေးရင်နာတွေရှိမရှိမင်းတို့ရှာပေးရမယ်။မင်းတို့ယူမမိုက်တော့မလုံးကြနဲ့တော့။မင်းတို့ပြန်မဲ့လည်းဒီတလဲမယ်ရှိ။အကိုကြီးကလည်းပစိုးပြင်ဝစ်ပြီးတော့စိတ်ချပါဥမောင်းလင်ရ။အဲအဲဟိုဘိုးဘိုးရှက်စီးရအကျုပ်တို့တွေ့အောင်ရှာပေးပါမင်းရဲ့ဗျ။ဟဲဟဲဟဲ။ကျုပ်ကလည်းဥပဒါရဲ့အနာကိုကားလိုက်ပြီးတော့ဟိုဥပဒါ တခုခုလုံးပါအောင်ဗျာငါသိပါတယ်လက်ကောင်ရာမင်းအသာနေစမ်းပါကွာအေးအားလုံးအဆင်ပြေအောင်ငါကြည့်လုံးပါမယ်ဥပဒါရဲ့စကားကိုပဲယုံလဲရတော့တယ်ဗျာကျွန်တော်ချန်နယ်ကနေအခုတင်ဆက်ပေးသွားတဲ့ဇလံကောင်လေးရတော့ဆရာကတော့ကိုယ်တိုင်ရေးသားထားတဲ့စုံဒီဥပဒါနဲ့ငကားကရင်အတွဲခွနစ်စာသင်၁၀ပဲဖြစ်ပါ